social media ပေါ်မှာအရင်ကြီးဖြစ်တဲ့ဟာတွေပေါ်မှာအရင်ကြီးစိုက်လိုက်မှမာကြီးတွေဟိုဆဲတာဆိုတာကြီးတွေတော့မလုပ်စေချင်ဘူးဘာဖြစ်လို့လဲဆိုတော့ကိုယ်ဆဲလို့မဟုတ်ဘူးเนาะသူများကိုဆဲလဲကိုကြည့်နေတာအစင်မပြေဘူးပေါ့နော်ဟိုဘာဖြစ်လို့ဆိုတော့အလကားနေအလကားအခုတို့ဝင်မယူစေချင်ဘူးပေါ့နော်အေးပေါ့လေရင်တော့လူဘယ်မြင်ရတော့မလဲเนาะပုံစံနေအဆအဆအရာရာတွေကလည်းပြောင်းလဲသွားပြီကိုလည်းအမှန်တမ်းပြောမပြောရဲတာတွေအများကြီးရှိသွားပြီမှတ်တယ်လေဟိုပြောလိုက်တဲ့ဟာကိုပြင်ကြီးကျယ်ကျယ်စေတနာလေးနဲ့ကိုပြောချင်တဲ့ဟာလေးကတမျိုး သူတို့တွေနားလဲတာတမျိုးဆိုတော့အမှနိုင်မြောင်ကိုလက်တကယ်ပြန်ပြောလို့ရှင်စိတ်မကောင်းအဲ့လိုမျိုးဖြစ်တယ်တပါးဆိုတခြားလူတယောက်ကိုဒီလိုမျိုးအာဟိုမကောင်းတဲ့ဘက်ကနေ negative ဘက်ကနေပြီးတော့မြင်အောင်လှုပ်လိုက်တဲ့သူတို့ရဲ့စိတ်ဆန္ဒကိုညင်ညူးအောင်လှုပ်လိုက်မိတဲ့အတွက်လဲကိုကအမှနိုင်မြောင်ရဲ့စိတ်မကောင်းတကယ်တမ်းကိုယ့်ရဲ့ယူရဲ့စက်ကြီးကအဲ့လိုမျိုးတွေမဟုတ်ပါဘူးဒီနေ့ပေါ်ရဒါ L'Oreal Maybelline ကိုမမဒီမှာအရင်ဆုံးမိတ်ဆက်ပေးခဲ့တဲ့မြန်မာပြည်ရဲ့အလှကုန်ထဲမှာတကယ် Pioneer ဖြစ်တဲ့ Gasos ကနေပြီးတော့နောက်ထပ်ဒီ cooler ဆိုတဲ့ brand ကိုမိတ်ဆက်တဲ့အခါမှာကိုရီးယားလည်းတကယ်ဒီလိုမျိုးပစ္စည်းကောင်းပစ္စည်းမှန်ဆိုတော့ဝင်ရတာပေါ့ရှင် အာပေးရတဲ့ပစ္စည်းတရတဲ့တံပိုးနဲ့ရတဲ့ပစ္စည်းနဲ့ပြီးတော့သူစီမံရွေးချယ်စရာအထူးသဖြင့်အာနှက်ခန်းနေပေါ့နော်အခုဆိုလို့ရှင်နှက်ခန်းနေကိုဆိုတဲ့အခါမှာနှက်ခန်းနေကိုပဲပါနေလို့ပြီးတော့ဆိုကြအခုဒီနေ့လည်းကိုလည်းအဲ့လိုပဲဆိုလာဆိုတော့လေနှက်ခန်းနေနဲ့ပါနေနဲ့ကိုတထောင်နဲ့ဝယ်လိုက်အဆင်ပြေသွားပြီးသွားပြီ အိုင်ရှယ်ဒိုးလည်းနှစ်ခန်းနေပဲအနှစ်ခန်းနေတတောင်းနဲ့အခုကမိတ်ကပ်ပြင်တော့အကုန်ပြီးသွားတာလေအဲ့လိုမျိုးဆိုတော့အမ်ဟိုရွေးချယ်စရာလေးလည်းများတယ်ဆိုတော့ချစ်ဖို့ကောင်းပါတယ် brand တွေကအဲဟုတ်ပါတော့ women dance ဆိုပြီးတော့ဒီ beauty blogger ဖြစ်ပြီးတော့ဒီကို share သမျှတဲ့မှာဘယ်တော့မှပြဿနာတက်ခဲ့တဲ့ brand ဆိုတာမရှိခဲ့ဘူးဘယ်တော့မှအာဘယ်သူ့အမဒုက္ခရောက်ခဲ့တဲ့ brand ဆိုတာမရှိခဲ့ဘူးဘာလို့ဆိုကိုကိုတိုင်းမတုံးတဲ့ဟာမှန်သမျှအောင်ဘယ်ဟာကိုမှလည်းမကြောညာဘူးပြီးတဲ့ခါကျရင်အာ ကိုလုံးမဲ့ဟာပဲကိုလုံးပါတယ်ဟို beauty blogger တယောက်အနေနဲ့ social influencer တယောက်အနေနဲ့ social မှာပဲနေတယ် social media မှာပဲနေပြီးတော့ဒီဟာကိုလုံးဆရာရှိရပဲကိုလုံးတဲ့အတွက်ကြောင့်မို့လို့လဲဒီလိုမျိုး brand နေနဲ့ရေးရှည်လက်တွဲလို့ရတာပါအော်ဒါတော့ရှင် Facebook မှာဆိုတော့လေကိုရီးယားကျဘလုတ်ဇာတာပါလဲဆိုတော့ထန်းကြီးကြွေကကြီးနှင်းကြိုက်လေးတွေနည်းနည်းဖြစ်သက်တာလေးရှိရဲအဲ့လိုမျိုးလေးတွေပါနော်အာ ပြောရမယ်ဆိုလို့ရှိရင်တော့အခုချိန်မှာအားလုံးနားလဲတယ်။ဘာလို့လဲဆိုတော့လူတွေရဲ့စိတ်တွေကလည်းမှန်တမ်းပြောရင်ဒါတကဘာလုံးနဲ့ဖြစ်နေတဲ့အရာเนาะတကဘာလုံးမှာအကုန်လုံးကဒါစီးပွားရေးတွေလည်းကြက်တဲတယ်အလုတ်ကိုင်းခွင်လန်းနေလည်းအကုန်လုံးအဆင်မပြေဘူးဖြစ်တဲ့အခါမှာအားလုံးစိတ်ညစ်ညူးနေတဲ့အခါမှာအာဟိုဒီလိုအခြေအမြင်လွဲတာတွေကဖြစ်တတ်ကြပါတယ်ဟို ဒါမဲ့လမ်းဟိုပြောစင်တာကတော့လေအရန်ကြီး social media ပေါ်မှာအရန်ကြီးဖြစ်တဲ့ဟာတွေပေါ်မှာအရန်ကြီးစိုက်လိုက်မှမာကြီးတွေဟိုဆဲတာဆိုတာကြီးတွေတော့မလုပ်စေချင်ဘူး။ဘာဖြစ်လို့လဲဆိုတော့ကိုယ်ဆဲလို့မဟုတ်ဘူးနော်။သူများကိုဆဲလဲကိုကြည့်နေတာအစင်မပြေဘူးပေါ့နော်။ဟိုဘာဖြစ်လို့ဆိုတော့အလကားနေအလကားအခုတို့ဝင်မယူစေချင်ဘူးပေါ့နော်။ဘာလို့လဲဆိုတော့ social media မှာကိုကိုတိုင်းလဲမြင်နေရတာတွေကိုကိုတိုင်းလဲတွေ့နေရတယ်ပြီးတော့ကိုကိုတိုင်းလဲအပြင်မှာလူချင်းပတ်သက်တဲ့ဟာတွေရှိတယ်ကွာ။ဘုမလည်းလည်းပြောဆိုရယ်ဆိုရယ်မီဒီယာမှာပြန့်နှံ့နေတဲ့90%ကိုင်းတော့အမှန်မဟုတ်ဘူး။ ဒီအမှမဟုတ်တဲ့ဟာတွေနဲ့အာကိုကိုတိုင်းဒီဟာတွေကိုလိုက်ယုံပြီးတော့လိုက်ဆဲနေမှန်းဆိုလို့ရှင်ကိုပဲစိတ်ညစ်ရမှာဆိုတော့လေဟိုဆိုရှယ်မီဒီယာကိုဟိုဖြောပြေးတစ်ခုလိုပဲသဘောထားပြီးတော့ပဲကြည့်ပဲကြည့်ကြည့်ဖို့ပဲတင့်တော်တယ်ပေါ့နော်အရင်တော့လိုပေါ့ဟာပြောစရာရှိရင်ပြောရေးစရာရှိရင်အခုဟာကြတော့စာရှည်ကြီးပြီးတော့ ိုင်းစားကုန်းနဲ့တုတ်တဲ့လူတွေလည်းရှိတယ်လေအဲ့တော့ဝါထားကိုခွေတဲ့တမိဝင်ခွေလိုက်ပြီးလို့ရှိရင်အစဲခါလိုက်ကိုဟောဟောဆိုပြီးပြောလိုက်အစဲခါလိုက်ဆိုတော့အေးငါမပြောတာပဲကောင်းပါတယ်လို့ပြောဆိုကိုပြောတဲ့အခါကျတော့သူတို့တွေကကိုကိုခွေချက်စိတ်ပြပြီးတော့စာတွေအများကြီးရေးလိုက်တဲ့အခါကျဟဲဒါအရင်ကိုလေးနက်သွားတယ်ပေါ့နော်ကိုလည်းအရင်တော့လိုပဲသိရမလားကိုလည်းအရင်တော့ဆိုလဲဒါကိစ္စဆက်ဆက်ပါကိုတီလိုပြောခဲ့ဆိုခဲ့တာတွေအထာတွေအများကြီးရှိပါတယ်ဒါပေမဲ့လည်းအခုချိန်မှာလူတွေရဲ့စိတ် တက်စိတ်အခံလေးတွေကနည်းနည်းလေးတွေ sensitive ဖြစ်လာတဲ့အခါကျတော့ကိုကိုတိုင်းလည်းစင်ကြရမှာဆိုတာသိတဲ့အတွက်ကြောင့်မလို့ပိတ်ထားလိုက်တော့တာအေးပေါ့လေရင်တော့လူကိုဘယ်မြင်ရတော့မလဲနော်ပုံစံနေဆဆရရတွေကလည်းပြောင်းလဲသွားပြီကိုလည်းအမှန်တမ်းပြောမပြောရတာတွေအများကြီးရှိသွားတယ်ဟုတ်တယ်လေဟိုပြောလိုက်တဲ့ဟာကိုပြည့်ကြီးကျဲကျဲစေတနာလေးနဲ့ကိုပြောချင်တဲ့ဟာလေးကတမျိုးသူတို့တွေနားလေတာတမျိုးဆိုတော့အမှန်တမ်းပြောရင်ကိုလက်တကယ်ပြန်ပြောလို့ရှိရင်စိတ်မကောင်းအဲ့လိုမျိုးဖြစ်တဲ့တပတ်ဆိုတော့တခြားလူတယောက်ကိုဒီလိုမျိုးအာ ဟိုမကောင်းတဲ့ဘက်ကနေ negative ဘက်ကနေပြီးတော့မြင်အောင်လှုပ်လိုက်တဲ့သူတို့ရဲ့စိတ်ဆန္ဒကိုညင်ညူးအောင်လှုပ်လိုက်မိတဲ့အတွက်လဲကိုကအမှန်တမ်းပြောရင်စိတ်မကောင်းတကယ်တမ်းကိုယ့်ရဲ့ယူရချက်တွေကအဲ့လိုမျိုးတွေမဟုတ်ပါဘူးအော်အဲ့ဒါကြောင့်ပြောတာပေါ့ဆိုရှယ်မီဒီယာပေါ်မှာတကယ်တမ်းဖြစ်တဲ့ဟာနဲ့အပြစ်မှာတကယ်လက်တွေ့အမှန်တရားရင်းနဲ့မမတူနေဘူးဆိုတာကိုပြောချင်တာပါ။ဟောဆဲကြရှင်အားလုံးကဝိုင်းဆဲလိုက်ကြပြောချင်ရှင်အားလုံးကဝိုင်းပြောလိုက်ကြဆိုရင်မဲ့လဲပြောလို့ရတိုင်းဆဲလို့ရတိုင်းလုံးလို့ရတိုင်းနေအာ လုပ်ဖို့မလိုပါဘူးလို့အဲဘလို့မတော့မဟုတ်တကယ်မှလည်းမဟုတ်ဘလို့မတော့ဟိုဘလို့ဘလို့ပြောမလဲကိုယ့်ရဲ့စေတနာမမားတဲ့အတွက်ကြောင့်မလို့ဘလို့မတော့မရှိဘူးဒါပေမဲ့လည်းအဲ့လိုလူတွေအရန်ခံစားပြီးတော့သူတို့တွေဆဲတာဆိုတာတွေကိုတွေ့တဲ့အခါကျဟဲ့ဘာလို့အဲ့လောက်ဖြစ်သွားလဲဆိုတော့ဟိုအော်မှုလေးတော့တခုရှိတာပေါ့နော်ဒါပေမဲ့ဆိုကိုကိုတိုင်းဆိုလို့ရှိရင်လည်း Facebook ပေါ်မှာတခုခုကြိုက်လို့ကြည့်လို့မအစင်မပြေဘူးဆိုလို့ရှိရင်ကွာကြော်သွားလိုက်တယ်ဘသူ့မှာပုတ်ခွေပုတ်ခွေထိုက်ခိုက်တိခိုက်တာမရှိဘူးကိုကိုတိုင်းလည်းဘသူ့မှာပုတ်ခွေထိခိုက်စရာအကြောင်းလည်းမရှိဘူးဒါမှမဟုတ်လား ။ဟုတ်တယ် social media ကိုအပြောသဘောနဲ့လည်းမသုံးချင်တော့ဘူးအတီသဘောနဲ့လည်းမသုံးချင်တော့ဘူးဘာနဲ့မှလည်းမသုံးချင်တော့ပြီးတော့ကိုကိုတိုင်းကလည်း social media မှန်သမျှအောင်ကိုက monetization နဲ့ပတ်ဆက်ရှာနေရလို့လည်းမဟုတ်ဘူး။ဘယ်မဟာမ monetization လည်းမရှိထားဘူး။ဘယ်အကောင့်မှလည်းပတ်ဆက်ဝင်အောင်လုပ်ထားတာမဟုတ်တဲ့အတွက်ကြောင့်မလို့တဖြည်းဖြည်းနဲ့တကယ်အမှန်တမ်းပြောရလို့ရှိရင်လုံစားကင်စားရတာလည်းမပျော်တဲ့အတွက်ကြောင့်မလို့မလုပ်ဖြစ်တာလည်းများပါတယ်။အဲ့လိုမျိုးဆိုတော့ပြီးတော့လည်းလူတွေကအဲ့လိုမျိုးအလုံးမလုံးပဲနဲ့အဆင်မပြေတာမှမြင်နေရမှသူတို့ရဲ့ကျင်းနေကြတာဆိုတော့လေဒါပေမဲ့ဟို ကိုနေတက်အောင်နေပါတယ်အဆင်ပြေပါတယ်ဟုတ်အဲ့ဒါပြောရလေဟိုတကယ်အမှန်တရားမဟုတ်ခွန်းနဲ့အရင် Facebook မှာတွေ့တဲ့ post တွေကိုလိုက်ကြည့်ပြီးအရင်မခန့်စားနဲ့လို့ဘာလို့ဆိုတော့ page အတူတွေကလည်းအရင်များရတယ်လေဥမာ media ရေဆိုလို့ရှင်တို့တွေလည်းလောက်တာပဲရှင်တို့တွေလည်းမှွေတာပဲနှောက်တာပဲဒီထက်ပိုပြီးတော့မြန်မာပြည်ကမျိုးသမီးတွေမျိုးသားတွေလှကျင်တဲ့လူတိုင်းကိုဒီထက်လှတဲ့လှဖို့တက် coolers ကအမြဲတမ်းပံ့ပိုးပေးနိုင်ပါစေလို့စတောင်းပေးပါတယ်